မင်္ဂလာပါခင်ဗျာ KKT Electronic Channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုမှာကျွန်တော်တို့ balance မညီတော့တယ်ပေါ့နော်ဒီ lithium battery အတွဲတွေကိုကျွန်တော်တို့ကဒါဘယ်လို balance ပြန်ပြီးတော့ညီအောင်အညီမလဲဆိုတော့เนาะ balance ညီတဲ့နီလန်းလေးကိုဒါကျွန်တော်ဝေမျှပေးသွားမှာဖြစ်တယ်ပေါ့နော်အခုဒါမြင်နေရတဲ့ဒီ battery package ဟာဆိုရင်အာကျွန်တော်ဒီအာ ACDC power station တွေကဖြုတ်ထားတာပေါ့နော် ကတ်စတမာပို့ပေးထားတာတော့အသွင်းရင်လည်းပဲဘယ်လိုဖြစ်လဲဆိုတော့အသွင်းရင်လည်းပဲအာမဝင်တော့ဘူးပြီးတော့ထွက်ဖို့ကလည်းမပြားတော့ဘူးပေါ့နော်အဲသူတို့သုံးပြတဲ့ BMS ကအဲဒီကတ်လေးပေါ့နော်အဲဒီမှာဒီကတ်ကိုကျွန်တော်တို့လေ့လာတဲ့အခါမှာသူကကြတော့အဲဆိုတာဒီ plus ကတော့ဒီ battery ရဲ့ဒီအပေါင်းကနေ direct လာပါပေါ့နော် minus ကကြတော့သူ BMS တဲကိုဖြတ်စီမယ်ပြီးသူကကြတော့ဒီမှာအာလှုပ်ဆွဲရမယ့်ဟာနဲ့ဒီ charging တွင်းရမယ့် ဟာနဲ့ဆိုပြီးတော့နှစ်ခုရှိတယ်ပေါ့နော်အဲတော့ကျတော့ဒီမှာအာလှုပ်ဆွဲရမယ် minus တငုပ်ရှိမယ်ချာဂျင်းသွင်းရမယ် minus တငုပ်ရှိမယ်အပေါင်းကကျတော့သူဒီတဲကိုပဲလာပြီးတော့တရက်ချိတ်ဆက်မှာပေါ့နော်အဲ့ခါကျတော့သူကဘလို့ဖြစ်လဲဆိုတော့သူဒီအာအနုတ်ငုပ်ရှိတဲ့အဲမှာပေါ့နော်ဒီချာဂျင်းသွင်းရမယ်ချာဂျင်းအဝင်ပေးရမယ်ငုပ်မှာသွားမသွင်းမယ် ਨੇ ဒီ p minus လို့ခေါ်တဲ့ဒီ discharge ပေါ့နော် အားပြန်ထုတ်ယူသုံးဆွဲရမယ်အပိုင်းမှာသူကချာဂျင်းကိုသွားပြီးတော့ းချိန်မိလိုက်တာအချိန်ကြာကြီးချိန်မိလိုက်တယ်ပေါ့နော်အဲ့ခါကျတော့ဒီလိုဖြစ်သွားတာခြားကြတော့ဒါအာဘလိုချိန်နေရှိမလဲတော့ဒီတစ်ခါတည်းကျတော့ခြားကြပါထပြီးတော့အာအထဲကဒီ current sensor လုတ်ပေးတဲ့အာ processor လေးတွေလည်းတော့ပျက်စီးတတ်တယ်ပေါ့နော်ခြားကြပါဟုတ်ပြီအဲ့တော့ဒါကိုကျွန်တော်တို့ပို့အရင်ဆုံးတိုင်းကြည့်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ပို့တိုင်းကြည့်မယ်အဲ့တော့0ပို့ကနေကျွန်တော်တို့အစတိုင်းတိုင်းမယ်အဲကြည့်တဲ့အခါမှာဒါ12 point data 12.6ပေါ့နော်0ပို့ဒီအောက်မှာဖြစ်မယ် โอเคဒီမှာဒါဒီလိုလာတာဗောနော်အဲသူစင်ထားတဲ့ဘက်ထရီကကျတော့ကျွန်တော်ကြည့်တဲ့ခါမှာ EVE ပြတာ EVE 2000 mAh တွေဗောနော်အခုတော့နည်းနည်းတော့ရှားသွားပြီเนาะ EVE 2000 mAh ကဟုတ်ပြီအဲ့တော့ဒီမှာဒီလိုပုံစံလေးဖြစ်မှာနော်အဲ့ minus ဒီလိုလာတယ်အောက်ကဒီလိုလာတယ်ဒီမှာပေါင်းဗောနော်ဟုတ်ပြီအဲ့တော့ဒီ minus ကိုကျွန်တော်ထောက်တိုင်းကြည့်မယ်တူဖို့ပဲရှိတယ် ြီးရင်ဒီအောက်က8.4နေရာမှာထောက်တိုင်းကြည့်တဲ့အခါမှာ5.4ပဲရှိရနော်5.4ပတ်ချလည်းပဲရှိတယ်ဒီ12.6နေရာမှာဆိုရင်8.6ပဲရှိတယ်ဗောနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကသူ့ကိုဘယ်လိုပြန်ပြီးတော့လုပ်မလဲဆိုရင်ဒီ connection တွေအကုန်လုံးကိုဖြုတ်ချပလိုက်ပါ။သူတွဲတဲ့ပုံစံကိုကျွန်တော်ကြည့်တဲ့အခါမှာဒီမှာ 3S 13P ပုံစံတွဲထားတာပေါ့နော်။ အဲ့ခါကျတော့ကျွန်တော်ဒီ condition တွေဒီအတွဲလိုက်အတွဲလိုက်ကိုဖြုတ်ချလိုက်မယ်ဖြုတ်ချလိုက်ပြီးတော့မှဘို့ကိုတည်တက်ပြန်ပြီးတော့တိုင်းကြည့်မယ်ဘယ်ကောင်ကဘို့ညော့ကြနေတယ်လဲဆိုတော့ကျွန်တော်တို့ဒါကြည့်ကြည့်မယ်နော်အဲ့တော့ဒါကိုကျွန်တော်တို့က condition တွေကိုဒီ series တွဲတဲ့ condition တွေကိုကျွန်တော်တို့ကဖြတ်ချလိုက်မှာနော်ဒီ parallel ကတော့ဒါဖြတ်ချဆက်မလို့ဘူးဒီတိုင်းပဲထားမယ် series တွဲတဲ့ condition တွေကိုဖြုတ်လိုက်မှာနော်ဟုတ်ပြီကျွန်တော်ဒီမှာ series condition တွေအကုန်လုံးကိုဖြုတ်ချလိုက်ပြီဖြုတ်ချလိုက်ပြီးတော့ဒါ ပရလယ်တွဲထားတဲ့တရွဲတရွဲစီရဲ့ပိုအားကိုကျွန်တော်တို့အရင်တိုင်းကြည့်မယ်ပေါ့နော်ဟုတ်ပြီဒါပရမဘုံတွဲကိုရဲ့ပိုအားကိုကျွန်တော်တို့ချက်တော့တိုင်းကြည့်မယ်ဒီအပေါ်ဘက်ကပေါင်းဆိုတော့ဟုတ်ပြီချက်တော့တိုင်းကြည့်မယ်နော်တူဖို့ပတ်ဝန်းကျင်ပဲထွက်တယ်နော်ဒီကောင်ကတူဖို့ပတ်ဝန်းကျင်ပဲရှိတယ်ဟုတ်ပြီနောက်တရွဲအတွက်ကြတော့4.2ရှင်းရတော့ ွားလည်းငြိမ်နေဟုတ်ပြီတော်မှန်နေပြီးရင်နောက်ဆုံးတွဲကြည့်ကြည့်အောင်အော်မတန်ကြီးတွေတော့တော်တက်နေနော်ဟုတ်ပြီအတူလည်းပဲ4.2ပချာလည်းရှိတယ်အဲ့တော့ဒီ3တွဲ series တွဲထားတဲ့အခါမှာဒီ2တွဲကဒါပုံမှန်လုံးလုံးတယ်နော်ဒီ2တွဲကဒါကောင်းတယ်လို့သတ်မှတ်လို့ရပြီတော့မှာဒီ parallel အတွဲဒီအတွဲကတော့ဒါလုံးဝကိုအဆင်မပြေတော့တွဲရတယ် ကျွန်တော်တို့ကเนาะညီတော့เนาะဒီတစ်ခုတည်းကိုကျွန်တော်တို့အားပြန်သွင်းပေးလိုက်လို့မရဘူးသုံးခုစလုံးကိုကျွန်တော်တို့ကလုံးဝကိုဒါ full body เนาะဒီအားပြည့်တဲ့အထိကျွန်တော်တို့ကသွင်းပေးရမှာဖြစ်တယ်ဗောနော်တစ်ခုတစ်ခုချင်းတစ်ခုချင်းဗောနော်ဒီ parallel တစ်ဒွဲလုံးတစ်ဒွဲလုံးကိုကျွန်တော်တို့ကဒါအားသွင်းမှာဗောနော်ဟုတ်ပြီအဲ့တော့ကျွန်တော်ကဒီနေရာမှာဘာကို balancing လုပ်ဖို့ဗောနော်ဒီညီညီသွားဖို့ဗောဒီ၃တန်းစလုံးညီသွားဖို့ကျွန်တော်ကဘာကိုသုံးမလဲဆိုရင်ဒီ XL 4015နော်ဘက်ကွန်ဗာတာပေါ့ဒါလေးကိုကျွန်တော်အသုံးပြုသွားမှာဖြစ်တယ်တွားကြတော့ဒီ lithium charging mode လဲပါတယ်ပေါ့နော်တွားအဲအကြောင်းမလို့ကျွန်တော်ဒီကောင်လေးကိုအသုံးပြုသွားမယ်ပေါ့ဟုတ်ပြီသူ့ကိုကြတော့ကျွန်တော်တို့ကဒီမှာသူတွဲထားတဲ့ဟာကိုကြည့်တဲ့အခါမှာအဆက်၃လုံးတွဲထားတာပေါ့နော်၃လုံး2000 mAh ၃၃လုံးဖြစ်တဲ့အတွက်2600 mAh ရှိမယ်ပေါ့နော်2600 mAh ရှိတဲ့အတွက်ကြောင့်ကျွန်တော်2 ampere လောက် ားပြီးတော့မှအထွက်ပေါ့နော်ဒီကနေ့အထွက်2 MPR လောက်ထိ current ကို limit ချိန်ပြီးတော့မှအားလဲဆိုရင်12.6တော်မွန်လဲ 12V adapter ကိုဒီထဲအဝင်ထားမယ်ပင်တည်းကနေပြန်ထွက်လာတဲ့ဟာကို 4.2V ချိန်မယ် 4.2V အောက် 4.2V ချိန်မယ်ပြီးရင် current ကိုကြာတော့ 2A လောက်ထိပဲအမြင့်ဆုံးထားမယ်ထားပြီးတော့တန်းတန်းစီကိုပါလဲဆိုရင် R တွင်းလိုက်မယ်အပြည့်တဲ့အထိနော် ်တခုတည်းကိုကွက်ပြီးတော့ကျွန်တော်တို့တွင်းလို့မရအောင်နော်ဒီချိန်မှာဒီဒီနေရာမှာကျွန်တော်တို့ကအားလုံးနော်ဒါမျိုး၃ခုရှိရင်တပြိုင်တည်းထဲပေါ့နော်အခြားခြား၃ခုနဲ့ဒီကတ်၃ခုနဲ့တပြိုင်တည်းထဲသူ့ကိုဟာတရွဲတရွဲစီအတွင်းလို့ရတယ်လို့ဒီကတ်ကတခုတည်းပဲရှိတယ်အာခြားခြားလည်းတခုတည်းပဲရှိတယ်ဆိုရင်တော့ဒါတခုပြီးမှတခုတွင်လဲရတယ်เนาะဒါတော့ကိုယ်အစဉ်ပြေသလိုတွင်ပေါ့ဟုတ်ပြီအဲ့လိုလိုတွင်ပဲပြီးပြီဆိုတာနဲ့ဒါအားလုံးဘွားကို ချိန်ကြည့်မယ်တိုင်းကြည့်မယ်ညီသွားပြီဟဲ့ဆိုရင်ကျွန်တော်တို့ကဒါငကိုပုံစံအတိုင်းလေးပဲ 3s တူကိုပြန်ပြီးတော့တွဲပေးလိုက်မယ်အဲ့ဒါဆိုရင်ဒါပုံမှန်ပြန်ပြီးတော့အသုံးပြုလို့ရသွားမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီနေ့ပါကျွန်တော်တူနဲ့တွဲတဲ့ပုံစံလေးကိုဒါကျွန်တော်တစ်ချက်တော့ပြပေးကြည့်မယ်နော်ဟုတ်ပြီကျွန်တော်ကဒီလိုပုံစံလေးလုပ်ထားလိုက်တယ်ပေါ့နော်ဒီတန်းကိုပြန်ပြီးတော့ဒါ charging လုပ်ပေးဖို့ကဒီဘက်ကအပေါင်းဒီဘက်က node ပေါ့နော်သူ့ကိုဒီမှာကျွန်တော်က female တခန်းရတယ် ဒီဘက်မှာကြတော့ Excel 4015ကိုကြတော့လေဒီမှာဟာလဲဆိုရင် at 12.6နော်ဒီ 2A charger ကိုဒီမှာလာပြီးတော့ဝင်မယ်ပေါ့နော်ဒီမှာလာပြီးတော့ဒီလိုခေါင်းလေးနဲ့ဝင်မယ်ဝင်ပြီးတော့ဒီ attract ကိုဒီမှာလာပြီးတော့ချိန်မယ်ပေါ့နော်ဟုတ်ပြီ plus minus ကတော့ဒါကျွန်တော်တို့မှန်အောင်တော့တက်ပေးရမှာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီမှာအာဒီတစ်ခုတည်းရှိနေတယ်ဆိုရင်လည်းဒါတစ်ခုချင်းတစ်ခုချင်းစီတူပြေးမှတူပြေးမှတူအဲလဲကြပါနော်အဲ့လိုလုပ်လို့ရတယ် တောင်းဝင်လဲဒါမျိုး၃ခုရှိတယ်ဆိုရင်၃ခုစလုံးနဲ့ဒီ charger ၃ခုနဲ့တပြိုင်နက်တည်းအာတွင်းရင်လဲရတယ်ပေါ့နော်အဆင်ပြေလို့လို့လို့ရပါတယ်အဓိကတော့ဒါ၃ခုစလုံး CD ပြန်တွဲတော့မယ်ဆိုရင်လုံးဝကိုညီနေဖို့နော်ပိုအားတွေလုံးဝညီနေဖို့ပဲလိုတာပေါ့နော်ဟုတ်ပြီအဲ့တော့ဒါကဒါလုံးဝကိုဘိုးမထွက်တဲ့ခုနကဒီတူးဖို့လောက်ပဲထွက်တဲ့အတန်းပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ရင်ဆုံးစမ်းကြည့်ပါဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့သူ့ကိုကျွန်တော်တို့ကဒီ current limiting နဲ့ဗာလဲဆိုရင် voltage limiting အရင်လုတ်ပေးရအောင်ပဲပေါ့နော်အဲ့ခါကျတော့ အဘိုးကိုကျွန်တော်တို့ကချိန်လို့ရအောင်ဟာလေဆိုရင်အရင်ဆုံးကျွန်တော်တို့အချာချာနဲ့တွားပြီးတော့အဝင်ပို့ကျွေးလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာချိန်လိုက်ပြီချိန်တော့ဒီမှာမီးလေးလာပြီးတော့လင်းနေနော်ဟုတ်ပြီအဲ့တော့ဘိုးကိုအရင်ချိန်မယ်ပြီးပါကာရင်ကိုချိန်မယ်ပေါ့နော်ကာရင်ကတော့ကျွန်တော်တို့ဒါရှေ့မှာကျွန်တော်ပြောသလိုပဲ 2MBR လောက်ထိပဲချိန်မယ်အဘိုးကိုလည်းပဲ 4.2V တိပဲချိန်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့အမီတာနဲ့ကျွန်တော်တို့ဘိုးအထွက်ဘလောက်ရှိလဲဆိုတာတစ်ချက်တိုင်းကြည့်အောင်ဟုတ်ပြီ 5.4လောက်ရှိနေတယ်เนาะအဲ့တော့ပြန် short ရမယ်4.2 short မှာဖြစ်ပါလေဗောနော်အဲ့တော့ဒီဘက်ကဘိုးကိုချိန်မယ်ဒီဘက်ကကားတန်းကိုချိန်မယ်ဗောနော်ဒီ potential meter ဟုတ်ပြီအဲ့တော့သူ့ကိုချိန်မှာဖြစ်တဲ့အတွက်သူကနိုင်လက်တန်အတိုင်းဒီညဘက်ကိုလဲလိုက်လို့ရှိရင်ဟိုမှာတိုးသွားတယ်เนาะမှာတိုးသွားတယ်ဟုတ်ပြီကြောက်မှာဖြစ်တဲ့အတွက်အပယ်ဘက်ကိုလဲမယ် counter clock wise ဗောနော်နိုင်လက်တန်ဖြောင်းပြန်ပြန်လဲမှာဟုတ်ပြီအော်4.2ဘိုးရောက်တဲ့အထိကျွန်တော်တို့ကပြေးပြေးချင်းလဲမယ်ဟုတ်ပြီ4.2 ရောက်သွားပြီเนาะ4.19 4.2လောက်ထိပဲကျွန်တော်ထားโอเคအဲ့ဆိုရင်ရပြီပါเนาะအဲ့တော့ဒါကဘိုးကိုချိန်တာပြီးသွားပြီအဲ့တော့ဒီမှာကျွန်တော်တို့ကဘာလုပ်မလဲဆိုရင် current ကို limit လုပ်မယ်ပါเนาะဟုတ်ပြီ current ကတော့2 ampere ထိအမြင့်ဆုံးလုပ်မယ်အဲ့တော့ဒီ SL4015 ဒီကတ်အကြောင်းလေးကိုလည်းပဲဒါကျွန်တော် share video တွေမှာကျွန်တော်အသေးစိတ်ပြောပြထားဘူးလေပေါ့နော်။တွေ့ကြတော့ဒီမှာ LED မီးတုံးသုံးခုပါတယ်။တွေ့ကြတော့ဒီမှာ limit risk ဒီ current ကို limit လောက်တော့မယ်ဆိုရင်တဒီမီးလေးလာပြီးတော့လင်းမယ်ပေါ့နော်။ဒီဘက်ကဒီဘက်က LED လေးလာပြီးတော့လင်းမယ်။ဟုတ်ပြီ။အဲ့တော့ဒီမှာတော့ကျွန်တော်ကအဲ current ကို limit လောက်ဖို့ရအတွက်ကျွန်တော်ဒီမှာကွန်ပျူတာကိုတုံးပြသွားမယ်ပေါ့နော်။ဟုတ်ပြီ။အဲ့တော့ဒီဒါနဲ့ကျွန်တော်ဒီမှာလာပြီးတော့ထောက်မယ်။ဟုတ်ပြီ။အဲ့လိုလေးထားလိုက်မှာနော်။ ဲ့လိုလေးထားမယ်ထားပြီးတော့မှကျွန်တော်ဒီထိတ်တစ်ခုကိုကျွန်တော် short 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 ရိုက်လိုက်မှာနော်ဘာကြောင့်လဲဆိုတော့2 ampere လောက်ထိပဲဘိုးကလည်း4.2ဘို2 ampere ဆိုတော့1အနေနဲ့ပြော8 watt လောက်ပဲရှိတာပေါ့နော်အဲ့ခါကျတော့ဒါကျွန်တော် short ပဲထားလိုက်မှာအလွယ်ကြီးပေါ့နော်အဲ့တကယ်တော့ watt များရင်တော့ဒီလို short မရိုက်ပါနဲ့နော်ဒါခုက watt နည်းနည်းလေးပဲမို့လို့ကျွန်တော်ဒါအလွယ်ကြီးသုံးလိုက်တာဖြစ်တယ်ဒါကြောင့် current limiting ပါလဲဆိုရင် indicator လေးကလာပြီးတော့လင်းတယ်အဲ current ကလည်းဒီမှာ1.1ရှိတယ် ဲ့တော့ကျွန်တော် 2mb ထားမှာဖြစ်တဲ့အတွက်ကျွန်တော် 2mb ထီ current ကိုဘာလို့မလဲဆိုရင်မြင့်ပေးလိုက်မှာနော်သူလည်းပဲဘိုးလိုပဲ cross white နိုင်လက်တန်တိုင်းဆိုရင်တိုးမယ်နိုင်လက်တန်ပြောင်းပြန်ဆိုရင်ရောက်မယ်နော်ဟုတ်ပြီတော့ဒီမှာနိုင်လက်တန်တိုင်းလဲလိုက်ပြီလဲလိုက်ပြီ 2mb လောက်ထီထားမယ်โอเค2 ampere ရောက်ပြီဆိုရင်ရပါပြီเนาะဒါဆိုရင်ဒီ short တိုက်လိုက်အောင်ကျွန်တော်လွတ်လိုက်တော့ဟုတ်ပြီ ် short ပေးလိုက်တာပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒါ4.2ကို2 ampere ကိုကျွန်တော်တို့ဒီ SL 4015ကိုချိန်ပြီးသွားပြီချိန်ပြီးသွားပြီဟဲ့ဆိုတာနဲ့ဒါကျွန်တော်တို့ခုနကဒီတစ်ခုချင်းစီကိုသွားပြီးတော့မှဗာလဲဆိုရင်အာသွင်းပေးုံပါပဲပေါ့နော်ဟုတ်ပြီအဲ့တော့ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ကဒီ၃ခုစလုံးပေါ့နော်ဒီ၃တန်းစလုံးပေါ့ parallel တွဲထားတဲ့အတန်း၃တန်းစလုံးကိုကျွန်တော်တို့က DSL4015 နဲ့အသွင်းအပြည့်အသွင်းပြီးပြီးဟိတ်ဆိုရင်เนาะအသွင်းလို့အားတွေပြည့်သွားပြီးသုံးတန်းစလုံးပြည့်သွားပြီးဘိုးတွေလည်းပဲလည်းညီသွားပြီးဆိုမှဒါကျွန်တော်တို့ကဒီ၃ခုကိုဘယ်လိုပြန်လုပ်မလဲဆိုရင် CD ပြန်တွဲ BMS လည်းတက်ပြီးပြီဆိုမှဒါကျွန်တော်တို့ကစပြီးတော့သုံးမယ်အကုန်လည်းထိသုံးမယ်ပြီးရင်ဒါသူ့ရဲ့ charger နဲ့ဟောနော်ဒီ12.6 volt charger နဲ့ဒါအားပြန်သွင်းပေးလိုက်မယ်ဟိတ်ဆိုတော့ဒါပုံမှန်အတိုင်းပြန်ပြီးတော့အလုပ် လောက်တာကိုတွေ့ရတယ်ဗောနော်ဒါတော့ဒါကျွန်တော်တော်တော်များများဒါလီသီယမ် 3S အတွဲတွေဆိုလို့ဒါဒီလိုပုံစံမျိုးနဲ့ဒီ SL4015 ကိုတုံးပြီးတော့ဒါကျွန်တော်အပြန်ပြီးတော့ပြုတ်ပြင်းနေပါတော့ပြန်ပြီးတော့ဒါ balance လုပ်တယ် balance မြည်တဲ့ဟာတွေရှိခဲ့ရင်ပေါ့နော်အဲဒါပေမဲ့တချို့ကျွန်တော်တွေ့တာကြဘလို့ရှိလဲဆိုရင်တချို့ကြတော့သူကအ3တန်းမှာတန်းလောက်ကသူကဘိုးကိုလုံးဝကိုမထွက်တော့တာ နော်ဘလောက်ပဲနိုးနိုးကျွန်တော်ဘိုးအားကိုဘိုး30လောက်ပေါ့နော်ဘိုး30လောက်ထိဒီအပေါင်းတို့မှာသွားပြီးတော့ကျွေးလိုက်ရင်လည်းပဲတော့လောကကို MBR တက်မလာဘူးအဲ့ဆိုတော့တေချာပြီအဲ့ဒီတံတန်းလုံးဒီဒါဘက်ထရီက dead cell လို့ခေါ်တာပေါ့နော်ဘက်ထရီလုံးဝကိုပေးသွားပြီအဲ့ဒါမျိုးတွေလည်းရှိတတ်တယ်အဲ့ဒါမျိုးတွေဆိုရင်တော့ဒါမတက်နိုင်တော့ဘူးလွန့်ပြေုံပါတပါမရှိတော့ဘူးပေါ့နော်ရသေးတဲ့ဟာတွေဆိုရင်တော့ဒါကျွန်တော်ပြပေးတယ်ဒီပုံစံအတိုင်းလေးပဲကျွန်တော်တို့လုပ်လို့ရပါတယ် အချောင်းပေါ်ဂျူးတွေကိုအသုံးပြုပြီးတော့လေအလုံးလို့ရပါတယ်ပေါ့နော်ဒီနေရာပေါ်တော့ဒါကျွန်တော် Excel 4015ကိုအသုံးပြုသွားတာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်ပြောပြပေးတဲ့အကြောင်းအရာကိုနားလည်သဘောပေါက်ကြမယ်လို့ထင်ပါတယ်။နောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်ပြီးတော့တွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။